ီနေ့ကတော့ထန်းနိုင်ငံဘူကင်မြို့ဟာလိုဝင်ညမှာပတောင်မှာနာမည်ကြီးနေတဲ့ဘင်္ဂလားလဲနဲ့မှာကဘာလက်ခီးသွားတွေအတော်လေးကိုစုံပါတယ်ဟာလိုဝင်ညမဟုတ်ပဲနဲ့ပုံမှန်ညတွေဆိုရင်လည်းစီပါတယ်ဒါပေမဲ့တခြားနေ့တွေထက်ထူးခြားတာကဒီညကဟာလိုဝင်ညဖြစ်နေလို့ပါကျွန်တော်တို့နှစ်ယောက်ပြင်လူတိုင်းရဲ့မျက်နှာတွေပေါ်ပါထူးခြားပြီးတော့ကြောက်စရာကောင်းတဲ့ပေးရပုံစံမျိုးတွေကျွန်တော်လိုက်ပြပေးမှာပါပတောင်မြို့မှာရှိတဲ့ကန်းကျင်တဲ့ဒီလန်းကနိုင်ငံတကာမှာရှိတဲ့ဘလော့ဂါနဲ့လူငယ်တော်တော်များများဒီကိုရောက်ဖို့အိမ်မက်တစ်ခုရှိကြပါတယ်တချို့ကဘာကျော်တဲ့အဆိုတော်တွေဒီနေရာကိုဆင်းလာပြီးတော့အချင်းလေးလာဆိုတာလည်း ခဏခဏပါပဲမြန်မာနိုင်ငံကရုပ်ရှင်မင်းသားနဲ့အဆိုတော်တွေနမကြီးဆီလီတွေလည်းဒီနေရာဝန်ခဏခဏလာကြတာတွေ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့လည်းအတူတူဒီဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါဦး။

ကဘာကျော်ဆိုတော့ခဏခဏလာတဲ့ဘာတော့ဒီလူစင်ဘာဖြစ်ပါတယ်ဒီဘာကိုဝင်မယ်ဆိုလို့ရှိရင်လက်မှတ်အနေနဲ့အရင်က2500 3000ဒီဘာလောက်ဖြစ်ပါတယ်အခုဝင်ကြေးဘယ်လောက်ဖြစ်နေလဲဆိုတာခမဲလို့မရဘူးပေါ့နော်အကယ်၍ညီကိုတို့သိမယ်ဆိုလို့ရှိရင် comment အောက်မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါဦး ဒီလမ်းကြောင်းကတော့ main ကလေးတွေဆိုလို့ရှိရင်တော့မဝင်တာကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့အပြင်မှာ menu လေးထောင်ပြီးတော့ဧည့်သည်ခေါ်တဲ့ယောက်ျားလေးတွေက main ကလေးတွေဆိုလို့ရှိရင်ဆွဲလာရန်လာလေးဧည့်သည်ခေါ်တာမျိုးလည်းတွေ့ရပါတယ်။ကျွန်တော်တို့တော့သူတို့လက်ထက်ကနေမနေ့ရုံထွက်လာခဲ့ရပါတယ်။အထင်းမှာဘာတွေရှိလဲဆိုရင် main ကလေးတွေတိုင်ပေါ်ကာတာတွေဆက်ပြမို့ရေကန်ထဲမှာရေချိုးပြတာတွေ main ကလေးပစ္စည်းတွေနဲ့စလိတ်ဖောက်ပြတာတွေရှိပါတယ်။ကျွန်တော်ရောက်ဘူးလားဆိုတော့ကျွန်တော်မရောက်ဘူးပါဘူး။ဒါတွေဘယ်လိုသိလဲဆိုတော့ဒီမှာဧည့်သည်ခေါ်နေတဲ့သူတွေကအထင်းမှာဒါမျိုးဘယ်လိုမျိုးရှိလဲဆိုတာပြောပြလို့သိရတာဖြစ်ပါတယ်။

ဒီနေရာမှာ LGBT တွေကအဆန့်ရှာတဲ့နေရာမှာအတော်လေးကိုညံကောင်းပါတယ်သူတို့နဲ့ဓာတ်ပုံရဖို့အတွက် share marketing လုပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်၍ညီကိုကသူတို့နဲ့ဓာတ်ပုံရကျင်နေဆိုလို့ရှိရင်ဘတ်တရာကြတဲ့မှာဖြစ်ပါတယ်โอเคညီကိုတော့ဒီနေရာကိုမျက်စိလဲပြီးရောက်လာမယ်ဆိုလို့ရှိရင်သူတို့နဲ့ဓာတ်ပုံရကိုစိတ်ကူးရှိပါသလားပြောသဘောအနေနဲ့ comment အောက်မှာရေးခဲ့ကြပါဦးဘယ်လိုပဲဖြစ်ဖြစ်တနေ့မှတစ်ခါပဲရောက်မယ်ဆိုလို့ရှိရင်သူတို့နဲ့အမှတ်တရဓာတ်ပုံရိုက်ခဲ့လိုက်ဖို့အကြံပြုပါတယ်ကျွန်တော်ကတော့ရိုက်ကျင်ပေမဲ့ကျွန်တော်ဇနီးကတော့ခွင့်မပြုပါဘူးโอเคကျေးဇူးတင်ပါတယ် ါကတော့တတိပညာမနေတာစီဝါရှာပေါ့နော်အကယ်၍ညီကိုကအမှတ်တရခဲချစ်ပကြီးကိုလိုချင်တဲ့ဆိုလို့ရှိရင်ဘင်္ဂလားဟိုကိုလာခဲ့ပါလက်ရတော်တော်ကောင်းပါတယ် ါကတော့ကျွန်တော်တို့ပါကျွန်တော်တို့ရဲ့ blog ကိုအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နောက်ထပ်အစားတောက်နဲ့ခီးသွွား blog တွေကိုအပြင်းပြင်းကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ YouTube channel page ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ် လက်ရှာရှိရမင်းမလဲလို့ဘင်္ဂလားဒေ့ရှ်ရဲ့လမ်းဆုံမှာကန်ဂျီလည်းရှိနေပါသေးတယ်ကျွန်တော်တို့အပန်းဖြေဖို့အသက်ပါပဲဟုတ်ကဲ့ကျွန်တော်တို့ရဲ့ blog ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် Facebook YouTube channel TikTok account ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်နောက် video မှာတက်တွေ့မယ် bye bye